ကျွန်တော်နာမည်ခြီလောင်လို့ခေါ်ပါတယ်။စနစ်ရာစုရဲ့မွန်ဂိုမြက်ခင်းပြည်မှာလူလာဖြစ်ကြတာကတင်မင်းနဲ့လိုက်တိုင်းပုံလိုက်ကစားနေရတယ်တူတူပါပဲ။အဲ့ဒီအချိန်တုန်းကမွန်ဂိုဆိုတဲ့နာမည်တခုတည်းအောက်မှာကျွန်တော်တို့ကမရှိသေးပါဘူး။တာတာ၊မာခက်၊ကာရိုင်းဆိုတဲ့မျိုးနယ်တွေကွဲပြီးပြောင်းနေတယောက်တက်ပြက်နေကြတာပါ။အဲ့ဒါကြောင့်ညာဘက်အိမ်မျက်လုံးတစ်လုံးဖွင့်အင်းရမလို့တော့ဖြစ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မနံမိုးရင်ကျွန်တော်မိမခိုးခံရနိုင်တယ်လို့ ကျွန်တော်ခေါင်းကလေကိုးနဲ့ပါခြင်းမှာပါနိုင်တော့မှာပါအရင်ဆုံးကျွန်တော်ဘယ်လိုလုပ်ပြီးတက်မှုချင်းရဲ့တက်ဆာဆောင်တည်တဲ့နောက်လက်တယောက်ဖြစ်လာခဲ့တယ်ဆိုတာကိုပြောပြပါမယ်တညမှာကျွန်တော်တို့ရဲ့ခေါင်းဆောင်တက်မှုချင်းကသူအချစ်ရဆုံးလူနှစ်ယောက်ရဲ့လှုပ်ကြံမှုကိုခံခဲ့ရပါတယ်တယောက်ကသူ့ရဲ့မွေးစားဖခင်လိုဖြစ်နေတဲ့အုံခံဖြစ်ပြီးနောက်တယောက်ကတော့သူ့ရဲ့သွေးတောက်ညီကိုကြားမှုခါပါအုံခံကသူ့သမီးနဲ့တက်မှုချင်းရဲ့သားကိုပေးစားမယ် င်္ဂလာပွဲလာခဲ့ပါဆိုပြီးဖိတ်ကြားခဲ့တာပါကျွန်တော်တို့ကတော့ငြင်းငြိမ်းရပြီဆိုပြီးထင်ခဲ့ကြတာပေါ့ဒါပေမဲ့ဒါထောင်ချောက်တစ်ခုဖြစ်နေခဲ့ပါတယ်သူတို့ကအင်အားကြီးလာတဲ့တက်မူခြင်းကိုကြောက်ပြီးကျွန်တော်တို့မထင်မှတ်ထားတဲ့အချိန်မှာအလစ်ဝင်တိုက်ခဲ့ကြပါတယ်ယုံကြည်ရတဲ့ဖခင်တယောက်ကတားတယောက်ကိုနောက်ကျောကနေဓာတ်နဲ့ထိုးလိုက်သလိုပါပဲရာထောင်ကြီးရဲ့ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေလည်းအဲ့ဒီတညထဲမှာပဲပြိုကွဲပျက်စီးသွားခဲ့ရပါတယ် ရွေးချယ်စရာမရှိပဲအလောင်းတွေပုံနေတဲ့စစ်မြေပြင်ကိုကြောဖြတ်ပြီးကျွန်တော်တို့အတက်လူထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီနောက်မှာကျွန်တော်တို့အသေးချာတိလိုက်ရတာကကျွန်တော်တို့ယုံကြည်ခဲ့တဲ့မဟာမိတ်တွေကတက်စာဖောက်သွားခဲ့ပြီးတက်မှုချင်းရလဲအင်အားမရှိတော့ဘူးဆိုတာပါပဲ။သူ့ဘီမှာအလုံးပေါင်းကျွန်တော်တို့16ယောက်လောက်ပဲကျန်တော့တာပါ။ရန်သူတွေကလည်းနောက်ကထက်ချက်မကွာလိုက်နေခဲ့ပြီးရှေ့မှာလည်းဘော်ဂျူနာလို့ခေါ်တဲ့ရွှေရီကညင်းညင်းပပကြီးကစောင့်ကြိုနေပါတယ်။ကျွန်တော်တို့အလုံးအစာငတ် ရင်ငယ်ပြီးသေဖို့ပဲစောင့်နေကြတဲ့အချိန်ပေါ့ဒါပေမဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်တက်မှုချင်းကမျောလင်းချက်ကိုမစွန့်လွှတ်ခဲ့ပါဘူးသူကသူ့ရဲ့မြင်းပေါ်ကနေဆင်းပြီးရှုံးရီကန်တဲ့ရေကိုလက်နဲ့မဆိုင်မတော့ခတ်တောက်လိုက်ပါတယ်ပြီးတော့သူကရဲဘော်တို့ဒီနေ့ငါတို့ဒီရှုံးရီကိုအတူတူတောက်ကြမယ်ငါ့ကိုတစ္ဆာမဖောက်ပဲလိုက်ခဲ့မယ်ဆိုရင် တနည်းကြရင်ငါတို့အလုံးရွှေခွက်ကိုကမ်းပြီးတောက်စေရမယ်ဆိုပြီးဂတိပေးခဲ့ပါတယ်အဲ့ဒီစကားတွေပြောနေတဲ့အချိန်မှာ သူ့ရဲ့မျက်လုံးတွေကတောက်ပနေတော့ကျွန်တော်အသေးချာကိုတတိထားမိခဲ့ပါတယ်။ခေါင်းဆောင်တယောက်ကကျွန်တော်တို့နဲ့မြေကြီးပေါ်မှာအတူအိတ်ရှုံးရီကိုအတူတောက်ရဲတယ်ဆိုတာမြင်လိုက်ရတဲ့အချိန်မှာပဲကျွန်တော်တို့အားလုံးရဲ့အသက်ဟာသူ့အတွက်ဖြစ်သွားပါတော့တယ်။အဲဒီရှုံးရီကိုတောက်ပြီးတဲ့နောက်ကျွန်တော်တို့တွေဆက်မပြေးတော့ပဲတောနဲ့ထဲမှာပုံအောင်နေခဲ့ပါတယ်။ဒီလိုနဲ့ရက်သက်တပတ်တွေကြာလာတော့မျောလင့်ချက်ရောင်ကြီးလေးစတန်းလာခဲ့ပါတယ်။တက်မှုချင်းရဲ့တစ္ဆာဆောင်တည်မှုတည်ရင်ကမြင်မြန်ဆန်ဆန်ပြန့်နှံ့သွားခဲ့ပြီး ုံကန်နဲ့ဂျာမူကာတို့ရဲ့မောင်းမာမှုကိုစိတ်ပြက်နေတဲ့စစ်တီတွေကညဘက်မှာကျွန်တော်တို့စီကိုတိတ်တဆိတ်လာရောက်ခုံလုံးကြပါတယ်။16ရောက်တည်းရှိရာနေကျွန်တော်တို့တွေကယာကနန်းအေဒီယန်နေထောင်ကနန်းအထိဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ကျွန်တော်တို့ရဲ့ဒေါသမီးတွေကလည်းတိတ်ဆိတ်စွာနဲ့ပဲကြီးထွားလာနေခဲ့ပါပြီ။ရန်သူတွေကတော့ကျွန်တော်တို့ရဲ့ခေါင်းဆောင်တက်မူချင်းဆိုတာအယိုးဆွေးနေလောက်ပြီးလို့ထင်နေကြပါတယ်။အဲ့ဒါနဲ့ပဲသူတို့ကအောင်ပွဲခံပြီးစားပွဲတောက်ပွဲတွေလုပ်နေကြပါတယ်။ ဒါပေမဲ့ဒါသူတို့အတွက်နောက်ဆုံးပွဲတော်ဆိုတာသူတို့မသိခဲ့ကြပါဘူးတက်မှုချင်းဟာစပြီးအမိန်ပေးလိုက်ပြီဆိုတာနဲ့တောင်ကုန်းနေအားလုံးပေါ်မှာကျွန်တော်တို့ရဲ့မီးလုံတွေကနင်းထိန်သွားပါတော့တယ်ရန်သူတွေကြောင်အန်းသွားတဲ့အချိန်မှာပဲကျွန်တော်တို့တွေမုံတိုင်းကြီးတစ်ခုလိုဝင်ရောက်စီးနင်းလိုက်ကြပါတယ်အုံခံရဲ့တက်မတော်ကြီးဖက်နှက်တောင်ပြန်မစီးနိုင်လိုက်ပဲအဲ့ဒီညတစ္ဆက်ဖောက်တွေရဲ့တွေးနဲ့ကျွန်တော်တို့အကျွေးဆက်နိုင်ခဲ့ကြပါပြီနှစ်တွေကြာပြီးတဲ့နောက် ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကသူကတိကိုတီးခဲ့ပါတယ်1906ခုနှစ်မှာတော့အိုဇွန်မြေကမ်းပြင်မှာမျိုးနွယ်စုအလုံးကသူ့ကိုဒူးထောက်ခါရခဲ့ကြပါတယ်ရှာမန်လို့ခေါ်တဲ့နတ်ဆရာတွေကကောင်းကင်ပြားကြီးကိုတိုင်တယ်ပြီးသူ့ကိုဂျင်ကျစ်ကန်လို့ဝယ်ပေးလိုက်ကြပါတယ်သမုတ်တရားများကြီးကျယ်တဲ့ခေါင်းဆောင်ကြီးပေါ့အရင်တော့ရန်သူတွေဖြစ်ခဲ့တဲ့ကျွန်တော်တို့မျိုးနွယ်စုတွေအလုံးကလည်းအခုတော့တမိသားစုတွေဖြစ်သွားခဲ့ပါပြီ အဲ့ဒီနောက်မှာတော့ခံကကျွန်တော်တို့ရင်လိုတိုက်ခတ်ခွင့်မပေးတော့ပါဘူး။သူကလူဝင်အားကို၁၀ယောက်တစ်ဖွဲ့၁၀ဖွဲ့တက်တက်ဆိုပြီးစနစ်တကျပြန်ဖွဲ့လိုက်ပါတယ်။ပြီးတော့ဒီ၁၀ယောက်တည်းကတယောက်ထွက်ပြီးကျန်တဲ့၉ယောက်လုံးအသက်ခံရမယ်ဆိုပြီးပါအမိန့်ထုတ်လိုက်ပါတယ်။ကျွန်တော်ဘီမှာရက်နေတဲ့သူဆိုရင် အရင်တုန်းကကျွန်တော်အဖေကိုတက်ချင်ခဲ့တဲ့မျိုးနွယ်စုကပါပဲ။ဒါပေမဲ့အခုတော့ဒီဥပဒေကြောင့်ကျွန်တော်တို့ကညီကိုလိုမျိုးကြောချင်းကတိုက်ရပါတော့မယ်။ လက်နက်အနေနဲ့ပြောရမယ်ဆိုရင်လည်းကျွန်တော်တို့ရဲ့လက်နက်ကရိုးရှင်းပါတယ်တရိတ်ဆန်ရဲ့ဥဂျိုရီနဲ့လှုပ်ထားတဲ့ဒီလေးတွေကတရုတ်တွေရဲ့လေထပ်ပိုးဝေးပြစ်နိုင်ပါတယ်မြင်းကိုအရှင်ပြင်းပြင်းမောင်းနေပြင်းမှတ်ကိုထိအောင်ပြစ်နိုင်မှုကတော့ကျွန်တော်တို့ကလမ်းလျှောက်တက်ခါစားအရွယ်ကလေးကလေ့ကျင့်ခဲ့ရပါအနီးကပ်တိုက်ခိုက်တဲ့အခါမှာတော့မြင်းပေါ်ကနေခုတ်တဲ့အခါဓားပြင်နှုတ်ရတာပိုလွယ်တဲ့ဓားကွေးတွေကိုကျွန်တော်တို့ကအသုံးပြုပါတယ် ဒါကြောင့်အခုချိန်မှာတော့ကျွန်တော်တို့အားလုံးကအရာရာမှာအဆင်သင့်ဖြစ်နေခဲ့ပါပြီ။ကဘာကြီးကတော့ဒီမုံတိုင်းကြီးလာနေတာကိုမသိသေးပါဘူး။တ1906ခုနှစ်အလွန်မှာတော့မြခင်းမြင်တစ်ခုလုံးတိတ်ဆိတ်သွားပြီးကျွန်တော်တို့ရဲ့ပြည်တွင်းစစ်မီးကြီးကလည်းငြိမ်းသွားခဲ့ပါပြီ။ဒါပေမဲ့စစ်ပွဲကြီးကတော့ပြီးသွားတာမဟုတ်ဘဲအခုမှအစပြိုးတာပါ။အခုအချိန်မှာကျွန်တော်တို့ခေါင်းဆောင်ဂျင်ချစ်ခင်ရဲ့မျိုးလုံးတွေက တောင်ဘက်ရက်စီကိုစတင်ဥတီနေပါပြီ။အဲ့ဒီအရက်မှာမြို့ရိုးတွေနန်းတော်တွေနဲ့တိဆောက်ထားတဲ့ရှီရှာနဲ့ကျင်းအင်ပါယာကြီးတွေရှိပါတယ်။သူတို့ကကျွန်တော်တို့ကိုမြက်ခင်းပြင်ကလူရိုင်းနေဆိုပြီးလောင်ပြောင်နေခဲ့ကြတာပါ။ဒါပေမဲ့သူတို့မသိခဲ့တာကဒီလူရိုင်းတွေက သူတို့အိမ်တကာကိုလာခောက်တော့မယ်ဆိုတာပါပဲ။နောက်ပိုင်းမှာတော့ကျွန်တော်တို့မွန်ဂိုတွေပထမဆုံးအချိန်ရှီရှာမြို့ရိုးကြီးကိုဘယ်လိုမျိုးထိုးဖောက်မလဲ။ တွေ့ကြုံမရှိသေးတဲ့ကျွန်တော်တို့ဘလို့အမားတွေကျူးလွန်မလဲဆိုတော့ကိုကျွန်တော်ကဆက်လက်ပြီးပြောပြပေးသွားပါမယ်ဗျဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ like and comment လေးလုပ်ပေးခဲ့ကြပါအောင်နောက်လာမယ့်ကဘာတဝမ်းကစိတ်ဝင်စားစရာတမိုင်းအကြောင်းအရာတွေအတွက်လဲကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဗျအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်ကတော့ Andrew ပါ